အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုမှာတော့ကျွန်တော် time frame နေပေါ်တဲ့အကြောင်းနဲ့ပြီးလို့ရှိရင်ကျွန်တော် chat မှာအမျိုးအစားခေါ်တဲ့အကြောင်းတွေကိုကျွန်တော်ပြောပြပါမယ်အရင်ဗီဒီယိုမှာတော့ကျွန်တော်တို့ဒီ chat ကိုလုံးဝ customize လုပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီအပေါ်ဆုံးဘားမှာရှိတဲ့ဥစားလေးကဒီမှာကျွန်တော်တို့1 second ပေါ့နော်1 second ဆိုလို့ရှိရင်သူကဒီတိုင်ကတစ်စက္ကန့်အတွင်းမှာဖြစ်နေတာပေါ့နော်15မိနစ်လို့ဆိုလို့ရွေးထားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒါ15မိနစ် time frame ဒီ channel လေးတစ်ချောင်းပါဆိုလို့ရှိရင်15မိနစ်အတွင်းမှာအစိမ်းအောင်ဖြစ်သွားရဲ့ဆိုလို့ရှိရင်တော့ဒါဘူးဝယ်တဲ့လူတွေကအနိုင်ရရှိသွားတယ် အောက်ကိုကျသွားရဆိုလို့ရှိရင်တော့အနီရောင်လေးဖြစ်သွားရဆိုလို့ရှိရင်တော့ဒါကရောင်းတဲ့လူတွေကအနိုင်ရရှိသွားတယ်ပေါ့နော်1 hour time frame ကိုပြောင်းကြည့်နေတယ်ဆိုလို့ရှိရင်ဒါဒီ1 hour time frame ကတော့ကျွန်တော်တို့တော်တော်များများအသုံးပြုကြတယ်တချို့မြန်မြန်ဆန်ဆန် scheduling trade ချင်တဲ့လူတွေကတော့ဒီ50 minute time frame မှာလည်းကြည့်တယ်ပေါ့နော်အဲတကယ်တကယ် day trader တွေဘာကြီးလုပ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ1 day time frame မှာပဲတော်တော်များများကြည့်တယ်အဲ့ကနေပြီးတော့ကျွန်တော်တို့ trend တွေကြည့်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ support resistance zone တွေကြည့်ပြီးတော့ဘိုင်းတာတယ်ပေါ့နော်ဒါကတော့ဒီပုံမှာရှိတဲ့ time frame တွေကျွန်တော်တို့ကအဲ့ time frame တွေကို customize လုပ်လို့ရတယ်ဒီဘက်ညာဘက်မှာရှိတဲ့အဆက်လေးကိုတစ်ချက်နှိပ်နှိပ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ edit ရှိတယ်အဲ့ edit ထဲထဲမှာကျွန်တော်တို့ထည့်ကျင်တဲ့ time frame ကိုထည့်လို့ရတယ်ဒီမှာအောက်မှာကျွန်တော်တို့သူတို့တော်တော်များများဒီမှာ man ပေါ့နော် man ရှိတယ်ဒီမှာ၈နာရီ time frame နေရှိတယ်တွဲဟာဟာ၁၂နာရီလည်းရှိတယ်ဒီမှာကျွန်တော်တို့ အစတမိုင်းလုပ်ပြီးတော့ဒီကောင်လေးတွေမထည့်ကျင်ဆိုရင်ဒီဘောကဥစားလေးကိုဖျက်ထည့်ကျင်တယ်ဆိုအောက်ကအပေါင်းလေးကိုထည့်ပါတော့အဲ့ဒီပုံစံနဲ့လုပ်လို့ရတယ်အားလုံးပဲကျေးဇူးတင်ပါတယ်အဆင်ပြေပါတယ်တခုခုသိကျင်တယ်ဆိုလို့ရှိရင်ကွန်မန့်မှာမေးခဲ့နောက်ဗီဒီယိုတွေကြာလို့ရှိရင်ထပ်ပြီးတော့ကျွန်တော်အနေနဲ့ဒီဘက်ကရှိတဲ့ indicator တွေဘယ်လိုထုတ်တယ် indicator တွေဘယ်လိုဖြောက်တယ်ဆိုတာကိုကျွန်တော်ထပ်ပြီးတော့ပြောပြပေးသွားပါမယ်